မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ8ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲဒေသတိုက်ပွဲများအတွင်းမှာစစ်သားအလောင်း400ကျော်နဲ့လက်နက်ခဲယံအများအများကိုတင်စီရရှိခဲ့ပြီးတော့ငပလီမစင်လေစိတ်ကိုအရခတ်တတော်အေအေကထိမ့်ချုပ်ထားနိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တန်တွဲအခြေဆိုင်ခမရ966တပ်ရင်းကိုဇွန်လ28ရက်နေ့ညနေ9:30မိနစ်ခန့်မှာ AA ကတင်ပိုက်လိုက်ပြီးတော့တန်တွဲမြို့အနီးပတ်ဝင်းကျင်မှာရှိတဲ့အခြားသောအကြမ်းဖက်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့စခန်းအချို့ကိုတင်ပိုက်ရရှိထားပြီဖြစ်တယ်လို့သိရပါဗျ။ခမရ966ကိုလက်လွတ်လိုက်ရတဲ့နောက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီကတန်တွဲလေးစိတ်အတွင်းလေးစိတ်အနီးကအဆောက်အအုံများနာမည်ကြီးဟိုတယ်ကြီးများနဲ့ဇီးပြူကုန်းမှာရှိတဲ့တုံးတက်တိုက်ဒတိုက်ထဲကနေပြီးတော့ ခုခံစစ်များနဲ့ဆင်နွှဲခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အားတရာခန့်နဲ့ခုခံနေတဲ့တုံးတက်တိုက်နဲ့၎င်းပတ်ဝန်းကျင်အနီးအနားမှာရှိတဲ့နေရာများကိုဇူလိုင်လ6ရက်နေ့မနက်7:00နာရီကမှ၎င်းငပလီမစင်လေးစိတ်အနီးလေးစိတ်အဆောက်အုံနဲ့၎င်းအနီးပတ်ဝန်းကျင်များမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား400ခန့်နဲ့ခုခံစစ်ဆင်နွှဲနေတဲ့နေရာများကို ဇူလိုင်လ9ရက်နေ့မနက်6:00နာရီကမှ၎င်းအပိသက်တိမ့်ပိုက်လိုက်တယ်လို့သိရပါဗယ်ငပလီမစင်လေးစိတ်ကိုလည်းရခိုင်တပ်တော်ကထိမ့်ချုပ်ထားနိုင်ပြီဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများအားလုံးကိုလည်းခြေမုံနိုင်ခဲ့ပြီလို့သိရပါဗယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတမတရတက်လက်အောက်ခံတိုက်ရဲများဖြစ်ကြပြီးတော့အဲ့ဒီတိုက်ရဲများအားလုံးနှီးပါးကိုအပိသက်ခြေမုံနိုင်ခဲ့ကြောင်းသိရှိရပါတယ် အဲ့ဒီတန်တွဲဒေတာတိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်း400ကျော်လက်နက်ခဲယံအများအများကိုတင်းစီရရှိခဲ့ပြီးတော့တင်းစီရမိတဲ့စစ်သားအလောင်းများကိုလည်းကောင်းမွန်စွာမြေမြုပ်တကြိုပေးခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာတန်တွဲအခြေစိုက်တိုက်ရင်ဖြစ်ပြီးတခုတည်းသောလက်ကျန်တိုက်ရင်ဖြစ်တဲ့ခလိုက်ရ55တိုက်ရင်ကိုအေအေကဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခတ်လျက်ရှိပြီးတော့ထွက်ပြေးလွတ်မြောက်နေတဲ့အကြမ်းဖက်စစ်သားများကိုလိုက်လံချေမှုန်းလျက်ရှိတယ်လို့သိရပါတယ်။ခလိုက်ရ55နဲ့အတူတရက်တက်တမလက်အောက်ခံ ပခုတ်ကူအခြေဆိုင်ခလိုက်ရ2-5နဲ့တိုက်ရင်နဲ့အခြားအမည်မသိသေးတဲ့တိုက်ရင်တချို့တို့စုပေါင်းပြီးတော့ခလိုက်ရ55တိုက်ရင်နဲ့၎င်းပတ်ဝန်းကျင်အနီးကနေပြီးတော့ခုခံတိုက်ခိုက်လျက်ရှိပြီးရေတပ်လေကြောင်းပစ်ကူတိုက်ခိုက်မှုများကြောင့်တိုက်ပွဲများဟာအခုချိန်ထိကိုပြင်းထန်လျက်ရှိတယ်လို့အေအေကပြောဆိုထားပါတယ်။တန်တွဲမြို့နယ်ရေစင်ကျေးရွာရီစင်နယ်ဂွေချောင်းကျေးရွာကြားမှာခလိုက်ရ55နဲ့အာရခတပ်တော်အေအေတို့အေပီလ73ရက်နေ့မနက်6:00မိနစ်ခန့်မှာစတင်ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ တန်ရွဲမျိုးတိမ့်တိုက်ပွဲစတင်ခဲ့တယ်လို့သိရပါဗျ။အစောပိုင်းမှာထိတွေ့မှုအနှဲငယ်သာဖြစ်ပွားခဲ့ပြီးတော့မေလနဲ့ဇွန်လများမှာနေ့စဉ်နေပါတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတိုက်ပွဲများနေတိုင်းနေပါပြင်းထန်ခဲ့တယ်လို့သိရပါဗျ။ဇွန်လအတွင်းနဲ့ဇူလိုင်လပထမပတ်အတွင်းတိုက်ပွဲအချိန်ဟာအပြင်းထန်ဆုံးနဲ့အမြင့်ဆုံးအချိန်ဖြစ်ခဲ့တယ်လို့သိရပါဗျ။တန်တွဲဒေတာအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့တန်တွဲအခြေစိုက်တိုက်ရင်များဖြစ်ကြတယ်။ခမရ966နဲ့ခလိုက်ရ55တိုက်ရင်တို့အပြင် တပ်မတရတဲ့လက်အောက်ခံတိုင်ရင်များအေယာဝတီအခြေစိုက်တိုင်ရင်တချို့စစ်ကောင်စီရဲ့တန်တွဲဒေသခံပြည်သူစစ်တိုင်ရင်တချို့နဲ့မြန်မာ Navy Seas တပ်ဖွဲ့ဝင်များပါဝင်ကဖမ်းဆီးရမိတဲ့စစ်တုံးမှန်းတချို့ရဲ့ပြောပြချက်အရာတပ်မတရတဲ့ကတိုင်ရင်၁၀ရင်းလုံးတန်တွဲမျိုးစစ်စင်ရေးမှာပါဝင်ခဲ့တယ်လို့သိရပါဗျ။တန်တွဲမျိုးသိန်းတပ်ပွဲများအတွင်ဘင်္ဂလားပင်လယ်ပြင်ထက်မှာတပ်ဆွဲထားတဲ့ရေတပ်စစ်သင်္ဘော၅စီးပါစစ်ရည်ရင်စု ၊ကွင်းဝိုင်း၊ W ချိုင်း၊ဂျိတ်တော်စတဲ့နေရာများကလက်နက်ကြီးပစ်ကူ၊လေကြောင်းပစ်ကူ၊ drone တိုက်ခိုက်မှုအများအများပစ်ကူပေးပြီးတော့ကြီးရိတ်လေးစုပေါင်းပြီးတော့အသေးအံခုခံကာကွယ်နေခဲ့တယ်လို့သိရပါဗျ။ရခိုင်တပ်တော်အနေနဲ့ဘူဟာမြောက်စွာထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတဲ့အတွက်ကြောင့် တန်ရဲမျိုးတိန်တိုက်ပွဲရဲ့စီရဲအခြေအနေဟာအပြင်းထန်ဆုံးနဲ့အမြင့်မားဆုံးအနေအထားကိုရောက်ရှိခဲ့ပြီးတော့အာရခဒေတာရဲ့မျိုးတိန်တိုက်ပွဲများအတွင်းခက်ခဲသောမျိုးတိန်တိုက်ပွဲလည်းဖြစ်တယ်လို့ရခိုင်တပ်တော်ကပြောဆိုထားပါတယ်ရခိုင်တပ်တော်ဟာဇွန်လ23ရက်နေ့မနက်9:56မိနစ်မှာ အမ်းမြုံနယ်မှာရှိတဲ့ရှေတန်းတက်မအထိုင်ဘူဟာစခန်းကြီးဖြစ်တဲ့တောဟိန်တောင်ဘူဟာကိုအရခတတ်တော်အေကအပိသက်သိမ့်ပိုင်ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘူဟာကုန်းကိုအေပီလာ15ရက်နေ့ကနေစတင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးနှစ်လကျော်ကြာထိုးစစ်ဆင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရေးအရာရေးပါတဲ့ဘူဟာကုန်းကြီးတစ်ခုဖြစ်ခဲ့ပြီးတော့နောက်ဆုံးမှာအရခတတ်တော်ရဲ့စစ်တီတော်များကထိုက်တင်သောပေးဆက်မှု ဆိုလို့စွန်စားစွာတိုက်ပွဲဝင်နိုင်မှုအောက်မှာအပိသက်တိမ့်ပတ်ရယူနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဗျူဟာကုန်းကရန်သူအလောင်းအများအများစစ်တုံးဆောင်ပစ္စည်းများနဲ့လက်နက်ခဲတချို့ကိုလည်းတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ရခိုင်တပ်တော်ကအဲ့ဒီဗျူဟာကုန်းများကနေပြီးတော့ထွက်ပြေးလွတ်မြောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလိုက်လံချိန်မုံတိုက်ခတ်လျက်ရှိပြီးတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အန်းကိုဝမ်းရံပိတ်ဆို့ဖျက်တောက်မှုများနဲ့အတူဖိုးစစ်ဆင်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင် ောင်တော်ဒေသအတွင်းမှာရှိတဲ့အကြဘတ်စစ်ကောင်စီရဲ့လက်ကျန်စခန်းများဖြစ်တဲ့နခခနှစ်၄မိုင်စခန်းနခခ၅မြို့တကြီးစခန်းနဲ့အခြားသောစခန်းများကိုလည်းမိုးတွင်ထိုးစစ်အဖြစ်နဲ့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးတော့နခခနှစ်နေကြားဆောင်တပ်စခန်းကိုဇွန်လ6ရက်နေ့မွန်လယ်တနားရီ40မိနစ်ခန့်မှာအရခတက်တော် AA ကပိမ့်ပိုက်လိုက်ပြီးတော့ရန်သူအလောင်း350ကျော်လက်နက်ခဲယမ်းစစ်အုံဆောင်ပစ္စည်းအများအပြားကိုတိမ့်စီရရှိခဲ့ပြီးနခခနှစ်မှာ စစ်ကောင်စီရဲ့စကခစက်ခွန်လက်အောက်ခံတပ်ရင်းများစုပေါင်းခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အရခဒေတာတစ်ခုလုံးအတွင်းမှာဖက်ဆက်စိတ်ကောင်းစီရဲ့တံများအားလုံးအနည်းနဲ့အမြန်ကင်းစင်ရမယ်ဆိုတဲ့ငကိုစီရေးရည်မှန်းချက်အတိုင်းအေးအေးအနည်းနဲ့တိမ့်ပတ်ရန်ကြံရှိနေသေးတယ်တယင်းဘျူဟာစကခငါးဌာနချုပ်နခခစခန်းများနပခဌာနချုပ်များအားလုံးကိုအရခတက်တော်အေးအေးကတစ်ခုပြီးတစ်ခုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တီရှိရာ အမ်းမြို့ငပလီကမ်းခြေရှိရာတန်တွဲမြို့နယ်နခခနှင့်နခခငါတီရှိရာမောင်တော်မြို့များမှာတိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့အရေးပါတဲ့စခန်းကြီးများဖြစ်ကြတဲ့အမ်းနပခဌာနချုပ်စကခငါတောင်ခုတ်ဌာနချုပ် စစ်တွေဓာကာစဌာနချုပ်နဲ့ဓညဝရီရေတပ်ဌာနချုပ်တို့ကို AA ကတိုက်ခိုက်နေကစခန်းတချို့ကိုလည်းတဝက်တပြတ်သိမ်းဆီးထားပြီးဖြစ်တယ်လို့ AA ကပြောဆိုထားပါတယ်။နိုဝင်ဘာလ23ရက်နေ့ကစတင်ခဲ့တဲ့အာရခဒေတာအတွင်းတိုက်ပွဲဖြစ်ပွားနေတာဟာခုနလခွဲကြော်ကြာကြာမြင့်ခဲ့ပြီးတော့မိုးရင်းကာလဖြစ်သည့်အတိုင်းတိုက်ပွဲအရှိန်ရော့ကျသွားခြင်းမျိုးမရှိဘဲနဲ့ ရပ်တန့်ခြင်းမျိုးမရှိဘဲတရပီးတရဆက်လက်ပြီးတော့မြင့်တက်လျက်ရှိတယ်လို့သိရပါဗါးစစ်ကောင်စီဘက်ကလည်းကြီးရည်လေးတပ်များကိုအဆုံတုံးပြီးတော့ခုခံစင်များနဲ့အသေးအံခုခံနေတယ်လို့အေအေကလည်းလက်နက်ချအညံ့မခံသေးတဲ့စစ်ကောင်စီရဲ့တပ်စခန်းတိုင်းကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗါးအရခဒေသတိုက်ပွဲများအတွင်မှာအသက်ခံတာကိုဆွန့်လွတ်ခဲ့ကြတဲ့အရခစစ်တီတော်များတတိပြောင်မြောက်စွာနဲ့ပေးအပ်လာတဲ့အမိန့်နဲ့တာဝန်ကိုခြေပွန်စွာထမ်းဆောင်လာခဲ့ကြတယ် စစ်ဒေသအသီးသီးကအရခစစ်သည်တော်များစေဘက်ဆိုင်ရာဝန်ထမ်းများနဲ့ပူးပေါင်းဆောင်ရွက်ကူညီပေးကြသောအရခပြည်သူများအားလုံးကိုအရခတပ်တော် AA ကလေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ့်တိုက်ပွဲတရင်ကတော့ချန်ပီယံနယ်မြောက်ပိုင်းလာရှိုးမျိုးရဲ့ခန္ဓာစခန်းကြီးဖြစ်တဲ့ခမရ900ခွန်တပ်ရင်းဌာနချုပ်စခန်းကို MNDAA ဦးဆောင်တဲ့မြောက်ပိုင်းမဟာမိတ်တပ်များကသိမ့်ပိုက်ရရှိသွားပြီဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဇော်လိုက်လ9ရက်နေ့ည9နာရီအချိန်မှာခမရ900ခွန်တရင်ဌာနချုပ်စခန်းကြီးကို MNDA ဥဆောင်တဲ့မြောက်ပိုင်းမဟာမိတ်တပ်များကတိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိမှာစစ်ကောင်စီတပ်သားအများပြားဟာထွက်ပြေးကုန်ကြတယ်လို့သိရပါဗျ။နေပြည်ရှင်းလေးလှုပ်ဆောင်နေပြီးတော့အခြေအနေအသေးစိတ်ကိုတော့မသိရသေးကြောင်းစီရေးသတင်းအင်းမြစ်များထံကနေပြီးတော့သိရပါဗျ။ အဲ့ဒီတိုင်ရဲစခန်းဌာနချုပ်ကိုဇူလိုင်လ3ရက်နေ့ကစတင်ပြီးတော့ MNDAA ဥဆောင်တဲ့တပ်များကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့9ရက်အကြာမှာတိုက်ခိုက်သိမ်းပိုက်ရရှိသွားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ DNL ကဆင်နွှဲနေတဲ့10276ရေးဒုတိယလှိုင်း73ရက်မြောက်နေ့မှာမုံမိတ်နဲ့နောင်ချိုမြို့နယ်တို့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ9ရက်နေ့မှာမိုးမိတ်မြို့ထဲမှာတောင်းတက်မတော် TNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်စကခ21ခလိုက်ရ348တို့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။အလားတူပဲမွန်လွယ်2နာရီ49မိနစ်ခန့်မှာ မုံမိတ်မြို့နယ်တရတော်ရွာအနီးတစ်ဝိုက်မှာတောင်းတက်မတော် DNL နဲ့စစ်ကောင်စီတပ်စကခ27ခလာရ2နဲ့3တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။နောင်ချုံမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးတော့ဒုံးတက်606စခန်းအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်ကောင်စီက112နဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်လာရှုံမြို့နယ် E9 ရွာနဲ့6မိုင်ကုန်းကြားကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့3ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဇူလိုင်လ9ရက်နေ့မှာကြောင်မဲမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ ်ခမရ900တက်စခန်းကဟူးကွက်ရွာကိုလက်နက်ကြီးနဲ့၄ချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါရယ်ခမညာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းမှာကျင်းဒီကားများကိုလုံခြုံရေးယူပေးနေတဲ့စစ်သားများကိုပြစ်ခတ်တိုက်ခိုက်ရာ၂ဦးသေဆုံးပြီးတနက်နှက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့မှာချောင်းဦးမြို့နယ်မုံရွာမန္တလေးကားလမ်းပိုင်းမှာရှိတဲ့ခင်မုံရွာအနီးမှာကျင်းဒီကားများကိုလုံခြုံရေးယူပေးပြီးတော့ခရီးသွားပြည်သူများစီက ချင်းချောင်းငွေတွေတောင်းခံနေတဲ့စစ်သားများကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီး MA1 တပ်နက်တပ်လက်နဲ့ MA11 တပ်နက်တပ်လက်တို့ကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာ1962ခုနှစ်7 July ကျောင်းသားအရေးအခင်းမှာကျောင်းသားများကိုရက်ဆက်စွာတပ်ဖြတ်ခဲ့တဲ့စစ်အာဏာရှင်များကိုလက်စားချေစစ်ဆင်ရေးအဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ